ဆေးသွေးကြွားတွေရဲ့အလောင်းတွေအင်းအဲဒီမှာချွတ်နှွင့်မြင့်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချွတ်နှွင့်မြင့်တော့မျောပါအလောင်းမင်းတလောင်းမျောမယ်အုပ်ဆွေးလိုက်မျောမယ်ဒီမှာချွတ်နှွင့်မြင့်စစ်ဘိုလ်လေးဘိုလ်ကျိုးတိအင်္ဂလိပ်စာမတတ်မတတ်အဲ့တော့ဒီဘိတ်မတတ်အင်္ဂလိပ်စာမတတ်မတတ်ဘူးပြောပေါ့စစ်ဘိုလ်ဒီဘာကြီးပေါ့ခေါ်လို့တို့ကတော့ဒီဘိတ်နေရသူတို့ဒီအန်တန်ဒီလက်ထက်ကသူတို့ရဲ့လွတ်တော်အမတ်တွေလို့စာမတတ်ပင်မတတ်လွတ်တော်တွေရောက်လာလဲထင်းနေကြရပြန်နော်အမတ်300ကျော်ဖြစ်မှ340 330 320ဖြစ်မှအဲ့လိုမှ10တန်းမှအမတ်ကောင်းကောင်းရောက်မှစစ်ဘိုလ်တယောက်ဆိုတာဖြစ်တာအဲ့လိုအမတ်ကောင်းကောင်းရောက်မှအကြောင်းဆိုတာ ဒီတဲစေကြောင်းကြီးတွေကိုတက်လို့ရတာအဲ့လိုအရေးချင်းစာတက်တင်ညာတက်ဒီဘွားကနေမှဗိုလ်ချုပ်တွေဆိုတာဖြစ်လာတာငပေါ့ငပေါ့ပြောလားဒေါ်စန်းစုကြည်နဲ့တက်ချက်ကိုတခင်စိတ်နဲ့ဂျွန်စိတ်ပြောခဲ့တယ်တခင်စိတ်နဲ့ဂျွန်စိတ်ဆိုတာတခင်စိတ်ဆိုတာကိုအကြိုက်လို့တာဂျွန်စိတ်ဆိုတာတခင်အကြိုက်လို့တာ hey you chubli de jinna me mingla ba jess ko shin ga ni pya le jess so lai ba de aku just then sub me to the din le ri ga maila say ni mne pai ya shit han din to the din kaung le ri ye pi lo naw ma chaung so ne paw ka ron le hong khan le ri chin ne lo shin lo twai ne naw song ma ko si ma te te khan ko song ma lai de video le ri le chi ya ma ba de hobi chong san da jess ne to song le lai ba jess so pura pe ka ba de ke hobi the din le ri lwin twin ne phat pya ba me maila sit de ye ni bo no pagorai swi jin myu ne khama ya nga ko shit tai yin thana chok ko tai khai teng pai ya re ်စစ်သားအလောင်း30တွေ့ရှိရပြီးစစ်တုံးပန်း6ဦးနဲ့မိသားစုဝင်9ဦးဖမ်းမိကလက်နက်မျိုးစုံ73လက်နဲ့ဂျမား7 3လုံးနဲ့ခင်းရင်များရရှိကြောင်းအယူဂျီကာကွယ်ရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်လေတရင်လေးဖြစ်ပါတယ်။ကောင်းပါကောင်းနော်အားရရနော်။ အားရစရာကြီးနော်ပြီးတော့သခိုင်းတိုင်းဒီဘဲရင်မြို့နယ်တွင်ပျော်စောရီတအိုးလက်နက်ခဲရံများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းကျန်တဲ့သူတွေလည်းအလင်းဝင်မတည်ခြင်းပေါ့နော်။ပြီးတော့မြန်မာနိုင်ငံတဝင်းမေလ17ရက်နေ့ရရှိထားသောအချက်အလက်အများအားစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးမတာပေါ်သွားကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထုတ်ပြန်ခြင်းနဲ့ပြောဆိုချက်များအားသိရှိရတဲ့သတင်းလေးဖြစ်ပါတယ်။ ကောင်းမှကောင်းပဲနေရလဲမင်းကောင်းလဲသုံးစလီကောင်းလို့ပဲပြောမှာပေါ့နော်ပြီးတော့နောက်ဆုံးမှာကတော့အကျန်းဖက်စီကောင်းဆောင်မင်းအောင်လိုက်က၎င်းနဲ့၎င်းရဲ့မိသားစုစီ Airbus 39XY LA လီငိုအပြည့်ပြည့်ဝယ်ယူခဲ့တော်လဲနိုင်ငံပိုင်မြန်မာအမျိုးသားလီချောင်းလိုက် MNA ကငားရန်ထားတော်လီရင်များအတွက်ငားရန်ခါမပေးနိုင်ရွဲ့ပြန်သိမ်းခံနေရတယ်လို့သိရှိရပါတယ်ဘယ်လိုလဲဟမ် ကဲ comment မှာမှန်ပြကြပါအောင်ပြောချင်ဘူးเนาะတကယ်ဟုတ်ပြီသတင်းလေးတွေတော်ပါပဲဟုတ်ပြီဆက်လက်ပြမှာเนาะဒီမှာကြောင်စိုးအိုရဲ့လောင်ဟောင်ခန်းလေးတစ်ချက်လောက်ကြည့်လိုက်ကြပါမှာအားလုံးမင်္ဂလာပါဗျာလက်ရှိရောက်နေနေရကဒီမုံရွာရှားကြီးကလေးဝလမ်းမိုက်ခဲ့ကြကျွန်တော်တို့ဒီချင်းနဲ့တရာမုံရွာရောက်နေရပါဗျာခဲ့ကျွန်တော်ဟိုဘက်ထိဆက်သွားအောင်ပါဆက်သွားဟောမောင်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 ဘွားဟောအချောင်းမအချောင်းမတွေ့လားအဲ့မှာအချောင်းမအချောင်းမ ။အမှန်ပြေကျော်မုံရောင်မျိုးအခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်။ဒါကျွန်တော်တို့မုံရောင်ရောက်နေတာ။အဲ့တော့စစ်သွေးကြွားတွေရဲ့အလောင်းတွေ။အင်း။ဟောဒီမှာချင်းမြစ်ရှိတယ်။မင်းတို့ရဲ့အလောင်းတွေချင်းမြစ်တွေတော့ပြောပါ။အလောင်းမင်းတို့လောင်းပြောမယ်။အုပ်စုလိုက်ပြောမယ်။ဒီမှာချင်းမြစ်။မင်းတို့ရဲ့အလောင်းတွေချင်းမြစ်တွေကိုပြောပါ။အော်ပါချင်းမြစ်။အေး။မင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်။မင်းတို့အလောင်းပုံမလဲဆိုတာအရင်စောင့်ကြည့်ကြတာပါနော်။အေး။နော်။စကားကောင်းအောင်မပြောနဲ့။ထမင်းကောင်းအောင်စားအောင်ဆိုတော့မင်းတို့ကောင်တွေအဲ့လိုပဲပြောတော့မင်းတို့ကောင်တွေခဏခဏအချက်ကွဲခါနေရတာဟမ်။ ်တို့ရအလောင်းတို့တရားစာကျွေးမယ်တင်ကြီးစာကျွေးမယ်ပြီးရင် နောက်တစ်ခုကခွေးစာကျွေးမယ်ကွာငါတို့ကတော့မင်းတို့ကိုငါးစာဖြစ်ပဲကျွေးလိုက်တော့မယ်ကွာเนาะမင်းတို့ခွေးတွေเนาะကဲဟုတ်ပြီเนาะကြောင်စိုးပြောတော့တဲ့ပေါ်ပရိသတ်ကျတို့ဗာပြောချင်းလဲကွန်မန့်မှာမှတ်ပြကြပါဆက်လက်ပြမှာเนาะဒီမှာငါပေါ့ရဟောင်းခန်းလေးတွေတချို့တော့ဆက်ကြည့်လိုက်ကြအောင်เนาะဘုန်းကြီးမင်္ဂလာပါဗျဒီနေ့က7ရက်5လပိုင်း2025ဖြစ်ပါတယ်ဗျ။အနေက ရွှေစိနေကျွန်စိလို့ပြောတဲ့ခေါင်းစည်းလေးနဲ့ဟိုဘက်ရက်ကမှာတော်ကြီးပူလောင်နေတယ်ဗျ။အော်ဗမာသာတော်ပြန်တင်ရမယ်ဗမာသာတော်ပြန်တင်ရမယ်ခင်ဆိုင်နေပြီတဲ့။အာမတက်ရမတက်ဘူးမပြောဘူးပေါ့နော်စစ်ဘိုးလေးဟိုတို့ဒီအင်္ဂလိပ်စာမတက်မတက်ဘူး။အဲ့တော့ဒီပိတ်မတက်အင်္ဂလိပ်စာမတက်မတက်ဘူးပြောပေါ့စစ်ဘိုးလေးဘာကြီးပေါ့အကုန်လုံးတို့ရနော်။ဒီပိတ်နေရသူတို့ဒီအန်ဒီလက်ထက်ကသူတို့ရဲ့လွတ်တော်အမတ်တွေလို့သာမတက်ပြင်မတက်လွတ်တော်တွေရောက်လာတဲ့ထင်းနေကြရပြန်နော်။အချို့၄တက်၂တက်ထိကြရမတ်ဆိုလို့ရှိရင် ဟိုပါဗောနော်ထိကြအမတ်ဆိုလို့ရှိရင်နှစ်တန်းမဲ့အောင်နေဗျာနော်အချို့အမတ်တွေဆိုမြင်းမှုဘက်ကအမတ်ဆိုလို့ရှိရင်လေးတန်းအမျိုးလေးပေါ့ဗျာအမတ်တွေတော်တော်များများဒီရွေးချယ်သွားတာပေါ့ဗျာဘွားတော့နဲ့အစင်ပြတဲ့သူတွေရွေးချယ်သွားတာအဲ့တော့ထားပါလားတရားထားပါနော်ပြအတိတ်ကဟာတွေပြန်မပြောချင်တော့ပါဘူးနော်အဲ့တော့လွင်နေလိမ့်နေလို့လွင်ခဲ့ပါပြီပေါ့ဒါမျိုးပြောတော့အဲ့တော့ဥသိမ်းပြောချင်တာကဒီအစီအကြောင်းတာစစ်ဖို့ကျုပ်တယောက်ဖြစ်ဖို့ပါအတွက်ဘူကြီးတယောက်ဖြစ်ဖို့ပါအတွက်ဒီအစီအကြောင်းကိုတက်ဖို့ပါအတွက်ကိုခင်ဗျားတို့ကလော်လော်နဲ့တက်လို့ ခင်ဗျားတို့နီဘိတ်တွေလို့ပောက်လို့ပဲသားလို့ဟိုဟာလို့ကလေးကချေတွေလို့လှုပ်လို့တက်လို့မရဘူးเนาะခင်ဗျားတို့ PDF ထဲမှာဘာမှမဟုတ်တဲ့ကောင်လည်းဗိုလ်ကြီးဖြစ်လို့ဖြစ်ဗိုလ်ချုပ်ဖြစ်လို့ဖြစ်အာလူတော်မထဲမှာဘာတမ်းပညာမှမရှိတော့ရောက်လို့ရောက်လို့လှုပ်လို့မရဘူးဗျเนาะအာမင်းတို့မင်းတို့ဘာထွေးတဲ့မင်း PDF ဆိုတဲ့မင်းပြောတဲ့ PDF ဆိုတဲ့မင်းဘာမှမဟုတ်ဘူးလို့ပြောတဲ့ PDF တွေကเนาะမင်းဘာထွေးတဲ့တော့မှတည်ငင်ရှိတယ်ဆိုတာတည်ထားเนาะ မင်းပထွေးတဲ့တောင်မှအစင်တန်းရှိရဆိုတာတည်ထားပေါကတော့ရဲ့ဟော2009 2010ကတောင်မှစဘိုးကြီးတယောက်လှုပ်ချင်တယ်ဆိုရင်တောင်မှ DSC အကြောင်းနေတက်ချင်တယ်ဆိုရင်တောင်မှအမတ်300ကျော်ဖြစ်မှာ340 330 320ဖြစ်မှာအဲ့လိုမှာ10တန်းမှာအမတ်ကောင်းကောင်းရောက်မှာစစ်ဖို့တယောက်ဆိုတာဖြစ်တာအဲ့လိုအမတ်ကောင်းကောင်းရောက်မှာအကြောင်းဆိုတာဒီ JS စီအကြောင်းကြီးတို့တက်လို့ရတာအဲ့လိုအရေးချင်းဇာတ်တင်ညာတတ်ဒီဘဝကနေမှာဘိုလ်ချုပ်တွေဆိုတာဖြစ်လာတာ အော်အဲ့ဒါနာမင်းအောင်လာအဲ့လိုဖိလာတာဗောနော်အဲ့ကွာဟုတ်ပါပြီဟုတ်ပါပြီ predicted ချက်ပဲ comment မှာမမ်းပြကြနော်ဘာပညာမှမရှိဘာရည်ချင်းမှမရွှဲနဲ့ဘူချုပ်ဖြစ်မလာဘူးတိုင်းမှုဖြစ်မလာဘူးဘူကြီးတွေဖြစ်မလာဘူးမြဝမှုတွေဖြစ်မလာဘူးကားနယ်တွေဖြစ်မလာဘူးဂျီဝိုင်းတွေဖြစ်မလာဘူးဂျီတူးတွေဖြစ်မလာဘူးဂျီတရီးတွေဖြစ်မလာဘူးနော်အဲ့ဒါကိုကိုကိုစဉ်းစားကြမင်းတို့ဖိလာတာပဲလေဟိုတယ်မှာဘာစန်းတောင်းလို့ရှိပဲနဲ့စစ်ဘူချုပ်ဒီဖိလာတယ်အဲတမရပါတဲ့အုတ်ချုပ်တီးတယ်ဟုတ်တယ်မလား ဲ့ဒါဘာကြောင်းလဲဟမ်မင်းတို့ပညာတက်လို့လည်းမဟုတ်ဘူးတေးလားမင်းတို့မျိုးရိုးစဉ်းစားလိုက်နော်မင်းတို့အာနာဒီပဲတခုပြီးတခုတိတ်နေတာနော်မင်းတို့အမျိုးလိုက်တော့ပဲနော်မင်းတို့ဝမ်းစာတော့ပဲတည်တဲ့ကောင်တွေကတေးလားမျိုးရိုးလိုက်ပဲဒီလိုပဲတွားနေကြတာဟုတ်တယ်မလားဟမ်အမင်းပြောချင်တာကမင်းတို့ပထွေးမင်းအောင်လာကစာတတ်တယ်ပေတတ်တယ်ဗောအမ်ပညာတတ်တယ်ဗောအရေးချင်းရှိတယ်ဗောလီဒီပိန်နေရဲ့ဒီပိန်နေရဲ့ပိန်ရင်လည်းပိန်တယ်လို့ပြောတော့ခင်ဗျားတို့က လုံးဝလုံးဝလက်မခံဘူးเนาะအမှန်တရားချပြရင်လည်းခင်ဗျားတို့ကလုံးဝလုံးဝလုံးဝမကြိုက်ဘူးမင်းတို့ရဲ့ဘဘကဘာဆောက်ဆင်းရှိလို့လဲပြပါဟမ်အင်္ဂလိပ်စာအင်္ဂလိပ်စာဖတ်တလားဖတ်ကောဖတ်တလားငါ့ကိုပြန်ပြောပေးပါပေါ့ကတော့ဟုတ်လားอืมလိလာပါလိလာပါဆိုတော့အဖေဘယ်ကပြန်လာတာလဲပေါ့ဟုတ်လားစာကြည့်ပါစာကြည့်ပါဆိုတော့အင်ခေါင်မိုးကအဲ့ကြီးတယ်လို့ဖြစ်နေပြီเนาะ အဲ့လိုဖြစ်နေခင်ဗျားတို့ညီပေးနေရဟုတ်လားအဲ့တော့ကောင်းကောင်းလေ့လာပါလေ့လာပါဆိုတော့ဘ ഹു လူတပညာကိုလုံးနိုင်ငံတကာလေ့လာခိုင်းတာနော်မင်းတို့ပြောမှာမင်းတို့စာလေးပါလေးဖတ်နည်းနည်းပါးပါးလေ့လာနော် international standard ကဘယ်လိုမျိုးသွားလဲဟမ်နိုင်ငံခြားစင်တန်ကဘယ်လိုမျိုးသွားလဲဆိုတော့လေကြည်ထားအောင်မင်းတို့နော် မင်းတို့အဲ့ဒီမြန်မာနိုင်ငံထဲမှာအဲ့ဒီဘုံကြီးကြောင်းထားမှာပဲပပြောမင်းတို့ရဲ့အဲ့ဒီအမြင်လေးနဲ့ပဲเนาะတနိုင်ငံလုံးတက်အုပ်ချုပ်ချင်မနေနဲ့တိလာမင်းတို့ရဲ့နီနာတို့အမြင်လေးနဲ့ပဲတိလာနည်းနည်းပပခေးလေးပါလိထွက်ကြောင်းဟာဒါပေမဲ့မင်းခေးထွက်ချင်လဲ passport မရှိတာဆောက်ယူเนาะပေါ့ကတော့ passport passport မရှိဘူးเนาะသူပြောလို့ဆို passport မရှိဘူးသူဘမောလဲပါလဲနိုင်နေပြီတဲ့ မကြခင်ချုံးရတော့မဲတဲ့မြို့ထဲရောင်းအကုန်လုံးဖြစ်နေပြီတဲ့အကုန်လုံးတိမ့်ပိုက်သွားပြီတဲ့ဒါသက်တိုင်ရင်တခုပဲကြံတော့တယ်တဲ့ဥမာတိုက်နေရတဲ့ KIA တွေ KIA တွေတေးပေးရတဲ့ PDF တွေဒီလိုပြေးနောက်ဆုံးလို့နောက်ဆုံးဥမာ KIA အကောင်ကြီးကြီးတွေတေးလို့သေးသေးချာချာလေးလားသေးသေးချာချာလေးလားဂျင်းတွေမကျွေးနဲ့ဂျင်းတွေဒါမထဲနဲ့နော်ဂျင်းတွေဒါမထဲနဲ့ဟိုမဟုတ်လားဥမာလူလဲတဲ့နေရာတွေမနေဘူး ဦးစင်းကတော့ပုံမလင်းလင်းပြောတာကိုဗမာ PDF တွေတည်နေတော့အမှန်ပြောတာတနာအောင်တနာမိတယ်ဘာဖြစ်လို့လဲအတုံးချခံပေါ်ကဖြစ်လို့လေတနာနဲ့မတနာနဲ့တို့တော့မင်းမင်းကိုလည်းမတနာတနာမှာမဟုတ်ဘူးเนาะမင်းကိုဖိနိုင်တို့ကမင်းကိုပိတ်တ်ချင်သေးတယ်တိလားเนาะမင်းတနာဆက်မလို့မတနာနဲ့ဂရုမဆိုင်နေတိလားเนาะအတုံးချခံပေါ်ကဖြစ်လို့တနာလားဘာအတုံးချခံခင်ဗျအဲ့ဒီလာရှုမှာလဲဗမာ PDF တွေတအားသေးပြီးသွားတာပဲလीဗျာ အခုလာရှုမှာ PDF တွေခွေးမောင်းလို့မောင်းထုတ်ခိုင်းရတယ်လေဗျာအင်းလာကြည့်လေဗမာ PDF ရက်လက်ကဘယ်မှာလဲရက်လက်ကမကြခင်ကရင်ပြည်နယ်မှာခုလက်မောင်းထုတ်ခိုင်းနေရတာပဲလေဗျာကရင်ပြည်နယ်မှာလည်း PDF တွေချိုမထားတော့ဘူးလေဗျာကဲဘယ်မှာလဲ PDF ရက်လက်ကအချင်းပြည်နယ်မှာအခုအလူလက်သေးပေးရတယ်ဗျာ PDF ရက်လက်ကဘာရသေးဖို့ပဲအချို့ PDF အတီးတရားရှိတဲ့ PDF ကတော့လင်းဝင်တဲ့ PDF ကလူမတိလူမတိ အလင်းဝင်တဲ့ PDF တရားဝင်တဲ့ထွက်ပြေးတဲ့ PDF တရားပြေးတယ်ထိုင်းနိုင်ငံထိုင်းနိုင်ငံဘက်ကပြေးတဲ့ PDF ကပြေးတယ်မင်းတို့ပြောပါမင်းတို့ကောင်တွေပဲထိုင်းနိုင်ငံပြေးတာမလားဟမ်မင်းတို့စစ်ခွေးတွေပဲဟမ်ထိုင်းနိုင်ငံထိုင်းနိုင်ငံကိုခွေးပြေးဝင်ပြီးပြီးနေကြတာမလားဘယ် PDF ကထိုင်းနိုင်ငံပြေးလို့လဲဘာမျိုးလိဖြစ်ဟမ်ဘာမျိုးလိဖြစ်နေလဲอืม အဲ့ဒါတွေရောခင်ဗျားတို့ပြည်ပကသဇက်စပီကပြည်ဖြစ်တွေကိုသိရလားအဲ့လေဒီချာချာလိလာတေချာစုံစမ်းခြင်းမထဲနဲ့ပိုင်းမတိုက်နဲ့အစိမ့်မခန့်နဲ့အမှန်တရားတွေကိုပြောတရင်ကိုအမှန်တရားတွေကိုချပြဗါတဲ့တပိတ်ချင်းမှာတဲ့စစ်မဖြစ်ဖဲနဲ့တဲ့ဒီမဟာလာတက်ကပေါ့ဗျာဘုံကျဲတယ်ဘာပြောကျဲတယ်ပေါ့နော်အော်နေမီပြန်ယူနေပါလေဆိုမှပဲစစ်မဖြစ်ဖဲနဲ့ပြောရရှိတယ်နော်ကိုယ့်နေရာကိုကိုယ့်ဟာကိုကိုပြည်သူတွေရဲ့နေရာကိုအကျန်းဖက်တွေစီကပြန်ယူတယ်အဲ့တော့အကျန်းဖက်တွေကိုချိန်မုန်းတယ် အဲ့ဒါဘာဆန်းလဲပေါက်ကရုံးကိုကြည့်လို့ရှင်လေငါโอ้จีจีแท้มาสิปูปูลิ้นเนี่ยเนาะตู้จ้อชินน่ะดิล่ะดิปอกกระดงตะเกยอะล่ะอธุซ้ําผิดล่ะบาซ้ําเนี่ยเนาะบาซ้ําเนี่ยแหละหึอาจารย์เผ่ชี้ในเนี่ยอ๋อนูกระเดะก็ပြောเกยอยู่ล่ะอาจารย์เผ่ดิชี้ในเนี่ยอ๋อปิรูดิโหดุขะไปในเนี่ยดิอืออารมณ์โหงิ้งจังเอจังหมดโซยไอ้เนี่ยดิโหอาจารย์เผ่ดิไม่ชี้มา ဲ့တော့အဲ့တာဝန်နေလောကမှာတတ်မတော်ရဲ့အလုံးရှင်မောကမှာတတ်မတော်ရဲ့အလုံးပြည်သူတွေရဲ့အလုံးမဟုတ်ဘူးပောက်ခံမှာပြည်သူတွေရဲ့အလုံးလို့ဟုတ်လားလီဝါအဆိုမင်းတို့အဲ့ဒီလက်နဲ့မကင်တဲ့ပြည်သူတွေဘာလို့ဘုံကျဲနေတာတော့ဟမ်ဟုတ်ပြီမင်းတို့အပီဒီအက်ဖ်ဒီအကြမ်းဖက်တွေရှိတဲ့နေရာကိုမင်းတို့လှုပ်ချင်တာဆိုလို့ရှိရင်တိကျလို့ပေါ့ပြည်သူတွေမထိခိုင်းနေပေါ့ဟုတ်တယ်မလားဟမ်မင်းတို့လှုပ်နေတာကအဲ့ဘယ်အကြမ်းဖက်မှလည်းမရှိဘူးနော်အေးပြည်သူတွေနော်မိသားစုလိုက်ထမင်းဝိုင်းစားတဲ့နေရာတော့မှဘုံလိုက်ကျဲမှာတော့ဟမ် အဲ့ဒီနေရာအကျန်းဖက်စီတော့လာပြောပါအောင်ဟမ်ပေါ့ကရုံးရင်ဟမ်ကြောင်မဲသူပြည်သူတွေကတောင်းမဖွင့်ခင်တဲ့အရှင်ဖရာပေါ့နော်တောင်းမဖွင့်ခင်လေးတဲ့တပည့်တော်ဒီနေရာလေးတွေကိုတဲ့ကြောင်းအောင်ပြန်ပြီးမှလုတ်လုတ်ပြန်ပို့ကောင်းပါပဲဖရာတဲ့အဲ့ဒါလေးပြည်သူတွေနေနေရလဲတဲ့အစိုးရဖွင့်တဲ့ကြောင်းကိုပဲတက်ချင်တာပါဖရာတဲ့အခုကတူတူကမကြခင်ကြောင်းဖွင့်တော့မယ်ဖရာတဲ့လာကားတွေကလည်းတုံးတိန်နေအောင်အများကြီးဖရာတဲ့တော့များစွာတောင်းနေဖရာတဲ့ အဲ့တော့အစိုးရဖွင့်တဲ့အကြောင်းတွေပြည်သူတွေကအများကြီးကြိုးစိုးနေပါတယ်ဗျာတဲ့ပြည်သူတွေကတော့အစိုးရဖွင့်တဲ့အကြောင်းကိုပဲတက်ချင်တာပါဗျာတဲ့အကြောင်းမဖွင့်ခင်လေးဒီဘောကြောင်မဲ့အများဆုံးရရင်ကောင်းပါပဲဗျာတဲ့ဒါပြည်သူတွေရဲ့တောင်းဆိုမှုပေါ့ဗျာပြည်သူတွေရဲ့တောင်းဆိုမှုဒါပေချင်းမှလည်းဒိုနီတူစာပဲဒီနေနေရဲ့ယုံမာမှုတွေရက်ဆက်မှုတွေ PDF ပြည်သူတွေပေါ်ရဲ့ခေါင်းဖြတ်မှုတွေအဲ့မှာ PDF တချို့လူငန်တော်တွေအကြီးကြီးကတော့ပါတာပေါ့နော်လုံစားလို့နည်းနည်းပါးပါးအာနာလေးရှိတဲ့ပြားတွေပါတာပေါ့ အဲ့ဒါကိုပြောတာဂျင်းတည်င်းလို့ပြောတာဒီကောင်တိလားနာမင်းတို့ကောင်ဒီအဲ့လိုပဲပေါပန်းလေးစံနော်ဗရမ်ဗရမတာစကားတွေပြောနေလို့မင်းတို့ကောင်ဒီဘလိုပဲတိုက်တက်မနိုင်တာတိလားမင်းတို့ကောင်ဘလိုပဲအော်အော်ပြီးတိလားမင်းတို့ဘာခွင့်ရမှာမရတာတိလားမင်းတို့ကောင်ဒီခို့နော်အော်နေရတော့ဘယ်တော့မှတော့ငင်းကြိုင်းကြီးမှာမဟုတ်လက်နေရရတာကိုတိကြွားပြီလက်နေရရတာသူတို့တွေကောင်းကောင်းတိကြွားပြီကောင်းကောင်းလက်နေကင်ထားတဲ့ခန်းစားချက်ကိုသူတို့တွေ ဟိုကနည်းနည်းလေးအရာလာတွေ့ပါပြီပေါ့ဗျာနော်အရာလာတွေ့လဲသူတို့တွေကတော့နေကောင်းကဘယ်သူမှလက်မခံအောင်နောက်ဆုံးတော့နော်ဒါလေးကိုလည်းဦးဇင်းပြည်သူများအားလုံးချပြခြင်းပါလေဗျာနော်တဖြည်းဖြည်းကတော့ရှစ်လျှောက်ပြီးတမတော်ကတို့လူကိုတူလုပ်ပြီးမှထိရောက်စွာအကြမ်းဖက်တွေကိုချိန်မုံးလိုက်မယ်အဲ့တော့ပြည်သူပြည်သားများအနေနဲ့ကတည်င်းနေခင်ဗျားတို့မတင်ရင်တော့ဦးဇင်းတို့စီပို့အမှန်တရားတွေပို့တော့လိုတဲ့နော်အဲ့လိုပြောတာ၄နှစ်လောက်ရှိပြီဒီကောင်နေနော်တမတော်ချိန်မုံးလိုက်မယ်အဲတမတော်ဘက်ပြန်တိုက်လိုက်မယ်မပို့နဲ့ ဘလောက်ပဲပြပါဘလောက်ပဲတိုက်တိုက်အဲ့တမတော်နော်ဘယ်နေရာနိုင်လို့လဲပြောပါမယ်မနိုင်ဘူးနော်အဲ့တော့ခင်ဗျားတို့ဘယ်ဟာပထွေးဘယ်ဟာဖေးအရင်အရင်ကြုံရင်ပထွေးဆိုတာကတစက်ကလေးရတာခြူတာနှုတ်ကလေးရတာခြူတာဖေးအရင်ဆိုတာပဲကြားညင်ကြားလိုက်မယ်ဒါဒါမဲ့တာသမီပုံမှာထားတဲ့မေတ္တာကရင်ထဲနှလုံးသားတွေကရိုးတွင်းခြင်းစီကမစပေါ်လွင်နေဆိုတာကိုခင်ဗျားတို့အသိဆုံးပါပဲဗျာနော် အော်လေမင်းတို့ဖေးရင်ကမင်းတို့နော်အမစီတန်းထွန်ပေးမှာတိုက်ပွဲမှာကြာနေတယ်နော်အဲ့ဒီခွေးတွေကဟမ်အလောင်းတွေရောပြန်ကောက်ပေးလာပြောပါဟမ်သူတို့ဂျန်ကြီးခဲရမီတာစုတွေရောဟမ်ဘာထောက်ပံ့မှုတွေပေးလို့လဲပြောပါအဲ့ဒါဖေးရင်လို့ခေါ်တာလားပြောပါအောင်အဲ့တော့ဖေးရင်နဲ့ပထွေလဲပြည်သူများအလုံးကွဲပြားလောက်ပြီလို့ဥစဉ်ကတော့ထင်ပါတယ်ဗျာနော်ဒါဥစဉ်ရဲ့တုံးတက်ချက်ပေါ့နော်တုံးတက်ချက်ထားတဲ့ဖေးဘယ်ဟာဖေးရင်လဲဘယ်ဟာပထွေလဲဆိုတာကိုလဲယူတွေအလုံးတိလောက်ပါပြီဗျာနော် မင်းအမလိုက်ကိုအဖေလို့ခေါ်တာယွန်းစရာတိတလားယွန်းကိုယွန်းတာတိလားလေးကိုမခေါ်ဘူးအဲ့တော့ပြောတယ်ဘာလုတ်တင်နေလဲဆိုတော့ကိုဟာကိုယ်တာစဉ်းစားကြပါနော်အကျန်းဖေးရဲ့လက်အောင်မှနေပြီးမှနော်ဒီနေမေနေစားကောင်းခြင်းမစားအိတ်ကောင်းခြင်းမအိရရရတယ်များဟာလေးစာကြည့်လဲပေးရခွင်လဲပေးရလူဝါလဲဝါခါရမထင်မထင်တော့ဒလန်ဆိုပြီးမှတက်ခါရတဲ့ဘဝကိုနေမလားအေးကြမ်းကြမ်းနဲ့ငင်းငင်းကြမ်းကြမ်းနဲ့ဖြတ်တမ်းပြီးမှကိုစည်းဝါးရကိုအလုပ်ကလေးဘဝကိုဖြတ်တမ်းမလားဆိုတာကို ကိုယ့်အားကိုဆုံးဖြတ်လို့ပောက်ကိုတော့ကနေမှပြည်သူများအားလုံးကိုပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျကဲနော်အီချန်ချန်နဲ့တဲ့နော်ဟုတ်ပြီအခုတမတော်ထိန်းချုပ်ထားတဲ့ရန်ကုန်မန္တလေးတို့အီချန်ချန်နဲ့ပြည်သူတွေနေရလောက်လာပြောပါဟမ်အဲစမထမ်းဖို့အတွက်ခေါ်တယ်အာပြည်သူတွေအဲ့မှာအီချန်ချန်နေရလားဟမ်မင်းတို့ကောင်တွေကြောင့်ပြည်သူတွေကနိုင်ငံချမထွက်ချင်ပဲနဲ့ထွက်နေရတာဟမ် မင်းတို့တမတော်ဒီအအုပ်ချုပ်မှုအောက်မှာမနေချင်လို့နော်နိုင်ငံချမထွက်ချင်ပဲနဲ့ထွက်နေကြတာဟမ်အဲ့ဒါအီအချင်းချင်းနေရတယ်ထင်းနေတာလားဟမ်မင်းတို့ကောင်လေးတို့အမလာဘောကိုမနေတဲ့ကောင်လေးတော့ပဲအီအချင်းချင်းနေနေနိုင်တာဟုတ်တယ်မလားမင်းတို့မလာတို့အသက်ပြီးပြီးမှလှုပ်ချင်နေတဲ့သူတွေတော့ပဲနော်ဟုတ်တယ်မလားမင်းတို့ကောင်လေးတော့ပဲစိတ်အင်းနေတာစိတ်အီးချမ်းနေတာကျန်တဲ့ပြီးသူတွေလက်နဲ့မကင်တဲ့ပြီးသူတွေက ဘယ်သူကမှမအီးချမ်းဘူးညတော့အဲ့လိုမပြောတဲ့ပြည်သူတွေမင်းတို့အုပ်ချုပ်တဲ့နေရာတွေနော်အဲရန်ကုန်တော့မန္တလေးတို့ကျန်တဲ့မြို့ပေါ်တို့ကျန်တဲ့မြို့ပေါ်တွေအားလုံးဘယ်ပြည်သူကမှအီးချမ်းစွန်မနေတော့ဘူးနော်မေချင်ကစစ်တပ်ကလာဆွဲမှလဲမေချင်ကနော်အာစစ်မှုထမ်းဖို့တလာခေါ်မှလဲအကောင်လုံးကြောက်လန့်တဲ့သူတွေကြီးပဲဘယ်ချင်းဘုံဘုံတွေလာကြမှလဲအဲပြည်သူတွေကဘယ်နေရာမှမအီးချမ်းဘူးမင်းတို့အုပ်ချုပ်တဲ့နေရာနော်အဲ့ဒါသိထားဗောမတွေနော်ဒီမှာကြည့်နေတဲ့ဗောမတွေလဲနော် အမချင်းနဲ့လဲတိလိုက်ကဲနော်ပေါ်ကောင်ပြောင်းသွားတော့ပရိသတ်ကြမင်းတုံးတစ်ချက်လေးတူကို comment မှာရေးပေးပါဆက်လက်ပြီးမှတက်တက်ခါကိုကိုစီကဆုံးမလိုက်တဲ့ခါကြီးကြည့်လိုက်ကြောင်းကဲဒီနေ့ live ပေါ်မှာလူအစဲဆုံးပို့လေးရတော့တက်တက်ခံနဲ့ဖြစ်ပါတယ်နော်တက်တက်ခံလို့လူတင်ရတယ်တက်တက်ခံပေါ့တက်တက်ခံကဘာပြောလဲဆိုတော့လက်ရှိစစ်တပ်ကလွယ်လို့အဖွဲ့အစည်းအားလုံးလက်နဲ့စွန့်ဖို့နဲ့လက်ရှိနိုင်ငံမတည်မငြိမ်ဖြစ်နေတာပြည်သူတွေကလုံနေတယ်ဆိုတော့ပြောဆိုချက်ကြောင်းနော်တက်တက်ခံရတော့ဒီနေ့အစဲခံရဆိုပို့ရနေပါ တော့တတခိုင်တမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်တတခိုင်2014ခုနှစ်ကနေအန်ဒီအစိုးရအန်ဒီပါတီရဲ့တစ်စင်နိုင်ငံရေးလောကတဲ့ဝင်ရောက်လာခဲ့တဲ့သူဖြစ်တယ်။သူက PhD တောင်းတာဘွက်ကိုရထားတဲ့သူတယောက်ပဲ။စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး။နော်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တယောက်ပေါ့။အဲ့တော့2014ခုနှစ်မှာအန်ဒီအစိုးရအန်ဒီတစင်အဲတကုံမြို့နယ်ကနေလွတ်တော်အမတ်အဖြစ်ရွေးချယ်ခံရပြီးတော့လွတ်တော်ထဲကိုအမတ်အဖြစ်နဲ့ရောက်လာတယ်။အဲ့ဒီရောက်လာပြီး2016ခုနှစ်မှာရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့ကနေ အစိုးရဒီထမင်းအဆောက်အအုံတွေစောက်တဲ့နေရာမှာလိုက်နာစီးပင်းစီးတောင်းလိုက်နာမှုမရှိတဲ့လုပ်ငန်းပေါင်း၂၀၀ကျော်ကိုအဲတက်သိမ်းပြီးတော့အရေးယူခဲ့တယ်။အဲ့ဒီမှာတက်တက်ခံရစပြီးတော့တူအစိုးရကိုတူကိုယ်တိုင်ဝေဖန်တဲ့အတန်ထွက်လာတယ်။အဲ့တော့သူဒီအန်ဒီပါတီတဲ့ဝင်ပြီးတော့အန်ဒီပါတီကပြုတ်လုတဲ့အရာကိုပြင်းပြထန်ထန်ဝေဖန်တဲ့အတွက်ပြည်သူအမြင်မှာတော့ဒါအမှန်တရားပဲရှောက်တယ်လို့ဒါပေမဲ့အဲခက်တာကပြန်လေ့လာလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာတက်တက်ခံရဒီဗဟန်းမျိုးနဲ့ ဘဟန်းမြို့နယ်မှာထပ်မြင့်အဆောက်အုံတွေကိုစောက်တဲ့ကံလိုက်စီမံကိန်းကိုဒူကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတာတွေ့ရတယ်။အဲ့တော့ဒီကရှင်းပါတယ်နော်။ရေကုန်တိုင်းဒေသအစိုးရကအဲရေကုန်တိုင်းဒေသအစိုးရအဖွဲ့ကဒီထပ်မြင့်အဆောက်အုံတွေစောက်တဲ့စီးပင်းစည်းကမ်းကိုမလိုက်နိုင်တဲ့လုပ်ငန်းပေါင်း200ကျော်ကိုရပ်ဆိုင်းနေတဲ့မှာဒူကိုလည်းထိခိုက်တယ်။ထိခိုက်တဲ့အတွက်သူစီးပွားရေးထိတဲ့အတွက်မခံမရနိုင်ဖြစ်ပြီးတော့ဒူကိုယ်တိုင်ဝင်ထားတဲ့ပါတီရဲ့အစိုးရအဖွဲ့ကိုဒူကိုယ်တိုင်ဝေဖန်ခဲ့တယ်။အဲ့ရဆက်ပြီးတော့ LND ပါတီကိုအတိုက်ခံလေးဝေဖန်တယ်ပြီးလို့ရှိရင်နော်မပြောတင်တဲ့အစကားတွေကိုထုတ်ပြောလာတဲ့အတွက် 2019ခုနှစ်မှာ NLD ပါတီကနေခွဲထွက်ပြီးတော့တီတူရှစ်ဆောင်ပါတီဆိုပြီးတော့ဖွဲ့စည်းခဲ့တယ်။2020ခုနှစ်ရွေးကောက်ပွဲမှာအဲမရန်ကုန်းမြို့နယ်ကနေလွတ်တော်ဒီသူရဲ့ပြည်တုံးလုံးပေါ့နော်လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ဝင်ရှင်းရောက်ရှင်းပြန်တယ်။ဝင်ရောက်ရှင်းပြန်တဲ့အခါမှာတချိန်ကဒဂုံမြို့နယ်ကနေ NLD အစိုးရ NLD ပါတီပုံရိပ်နဲ့ဝင်ရောက်ရှင်းပြန်တဲ့အခါမှာတော့အပြတ်တက်မဲနိုင်တဲ့တက်တက်ခိုင်ဟာ2020ရွေးကောက်ပွဲမှာမရန်ကုန်းမြို့နယ်ကနေဝင်ရောက်ရှင်းပြန်တဲ့အခါမှာတော့ဘယ်လောက်ရတယ်လို့ထင်ပါလဲ 7.03%နဲ့ရပါတယ်။ခဏတည်းမှာတုံညာတုံရာဂိုင်းတော့မရတယ်။နော်။30ရာဂိုင်းတော့မပြည့်တဲ့ဘဝနဲ့မဲရှုံးပြီးတော့ခွေးဘဝရောက်ခဲ့ရတယ်။လမ်းဘေးဘဝရောက်ခဲ့ရတယ်။နော်။အတူတူထင်တာကိုတူတူထင်တော့ဒီကိုယ်တိုင်ပါတီထောင်ပြီးဒီကိုယ်တိုင်ဝင်ပြိုင်တဲ့အချိန်မှာကျော်စင်ရလို့တူလို့ပေါင်းတာပေါ့ဒါ AND ပါတီကိုပုံကန်တဲ့လူတွေပေါင်းပြီးတော့အမှပါတီထောင်ခဲ့တယ်။ဒီနေရာမှာကျွန်တော်တခုပြောချင်တာ AND ပါတီကိုကျွန်တော်ကောင်းတယ်ပြောတာမဟုတ်ဘူးနော်။ဘာဖြစ်လို့လဲ။ LND ပါတီရဲ့အနောက်မှာပြည်သူရှိနေလို့ပြောတာ။ အဲဒီပါတီကောင်းတယ်မကောင်းတယ်ကျွန်တော်ပြောနေမှာမဟုတ်ဘူးလက်ရှိမြန်မာနိုင်ငံမှာထောက်ခံမှုအများဆုံးအင်အားအကြီးဆုံးပါတီကအင်အားအကြီးဆုံးထည့်ပြထားတယ်တိုင်းသားပါတီဆိုရင်တိုင်းသားဒေသမှာအင်အားကောင်းတယ်ဒါပေမဲ့နိုင်ငံနဲ့ရှင်လိုက်မယ်ပါတီကြီးရှင်လိုက်မယ်ဆိုကြံ့ဖို့ရှိမယ် RND ရှိမယ် RND ဒီပြည်သူထောက်ခံမှုအများဆုံးရှိတဲ့ပါတီအဲ့တော့ပြည်သူထောက်ခံအများဆုံးရှိတဲ့ပါတီကိုသူတို့ကလန်ကောစားလှုပ်ပြီးတော့ပြည်သူ့လို့ပါတီကိုထောင်လဲထောင်လိုက်တဲ့အချိန်မှာသူ့အတူထွတ်တော်အမှတ်ပြ2020ရွက်ောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်တယ်ဒါပေမဲ့ရခဲ့တဲ့မဲက0ပွဲရုံတမယ်ပဲ10%တော့မပြည့်ဘူးเนาะ 7.03%မှရှိခုနှစ်တက်မှာတုံညာတုံရာဂိုင်နှုတ်မဲ့ရပြီးတော့မဲရှုံပြီးလမ်းကြီးရောက်ခဲ့ရတယ်ဒါပေမဲ့အာနာတိန်လိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီကသူ့ကိုဝန်ကြီးဌာနတစ်ခုစွန့်ပေးလိုက်တယ်အဲ့တော့မင်းအောင်ဆိုင်ကသူ့ကိုတော်ကောက်လိုက်တာပေါ့မရခံလိုက်တာအဲ့ဒီအချိန်ကစပြီးတော့စစ်ကောင်စီဒီအာနာယူနေတဲ့တပေါင်းတစည်းလေးဖြစ်သွားတာအဲ့တော့ရှင်းရှင်းပြောရရင်မှန်ပါတယ်တက်တက်ခံရအစားအသောက်ကနိုင်ငံရေးသမားမဟုတ်ခဲ့ဘူးစီးပွားရေးလုပ်ငန်းရှင်တမစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့အတွက်သူအကျိုးအမြတ်ရဖို့အတွက်သူကြည့်တာအဲ့တော့အန်ဒီပါတီကိုသူဝင်ခဲ့တယ်ဆိုတာကလည်းဒါသူ့အတွက်အကျိုးအမြတ်ရှိမယ်ထင်လို့သူဝင်ခဲ့တာ နော်ဒါပေမဲ့ဒေါ်ဆက်စုကြည်တခါပြပြောပြီးတဲ့တုပါတီထဲမှာနော်ထောင်ဝင်စားနဲ့လာတွေ့ပဲကိုမိုင်းကိုခံလို့ပြောပြီးတာဖြစ်တဲ့အတွက်အခွင့်အရေးဆိုတာဘာမှမတွေ့လာတဲ့အဆုံးမှာကလန်ကောစာလုပ်ပြီးတော့ပုံပြန်လာတယ်ဒါပေမဲ့တူကလန်ကောစာလုပ်တာဒီ NND ပါတီကိုကလန်ကောစာလုပ်တာဆိုပေမဲ့ NND ပါတီရဲ့အနောက်မှာရှိမှကျွန်တော်ပြောခဲ့သူအဲ့ဒီအချိန်မှာပေါ့နော်အချိန်ဆိုတာရှိသေးတယ်အဲ့ဒီအချိန်မှာပြည်သူအများစုကရှိတဲ့အတွက်ပြည်သူကိုကလန်ကောစာလုပ်တာလည်းအတူတူဖြစ်သွားတယ်အဲ့ဒီအတွက်တူကိုယ်တိုင်ပါတီထောင်လိုက်တဲ့အချိန်မှာဘယ်ဘွားရောက်သွားလဲဒါလည်းမမှတ်သေးဘူးအခုတခါလူဖြစ်ထွက်ပြီးတော့ ွေးစကားထပ်ပြောတယ်အဲ့တော့ဒီပြစ်ဒဏ်ဆာမှာဘာပြောလဲဆိုတာကျွန်တော်တတိယဖတ်ပြောင်းပါတော့အပြစ်ကရဲစဲကြီးမှာထောင်ရငင်းရန်ကြီးတို့ရောက်ရှိစေရင်စစ်တပ်ကလွယ်ရည်လက်နက်ကင်အဖွဲ့အစည်းများလက်နက်စွန့်ကြရင်ပြည်သူရှစ်ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ကယနေ့ရန်ကုန်မြို့တွင်ပြည်လုံးပြည်ပါတီတည်င်းသာရှင်းလင်းပွဲ၌ပြောဆို၎င်းကအပြစ်ကရဲစဲကြီးကထောင်ရငင်းရန်ကြီးကိုရောက်အောင်တပ်မတော်ကလွယ်ပြီးကြံလက်နက်ကင်အဖွဲ့တွေလက်နက်စွန့်ဖို့ကြိုးစားကြပါနိုင်ငံရေးစကားပိုင်းကိုလာကြဖို့အဓိကပြောချင်ပါတယ်ဟုဆိုပါတယ် နိုင်ငံကြီးစစ်မတင်ငြိမ်စေရင်လောက်ဆောင်လူတို့များမှာပြည်သူလူထုပြည်သူရှိနိုင်ငံကြီးတမများစစ်တပ်နဲ့နိုင်ငံတကာဆော့ဖတ်မှုများပါလေလေပါဝင်နေကြောင်းပြည်သူများအမြင်ကျယ်ရန်လိုအပ်ကြောင်း၎င်းကပြောတယ်။ထို့ပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလောက်ဆောင်တဲ့ရွေးကောက်ပွဲမှာမတမာမှုဖြစ်ဖို့အလားအလာရှိပြီးစစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲမှာတမာတမတ်ရှိသည့်ရွေးကောက်ပွဲဖြစ်ကြောင်းတက်တက်ခိုင်ကပြောဆိုသည် လက်ရှိတွင်ပါပြည်ထောင်လုံးပါတီအနေဖြင့်လာမယ့်ရွေးကောက်ပွဲ၌ပါဝင်ရှင်တိုင်းကွာရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲဂရင်းကိုရေးဆွဲရင်တင်ပြသွားမည်ဖြစ်ကြောင်းတင်းစားရှင်းလင်းပွဲတွင်ပြောဆိုတယ်နော်ဒါကတော့နော်အဲ့တော့ဒီစောက်ဘက်ကိုကြည့်ထားပါကျွန်တော်တို့တိုင်းပြည်ရဲ့တမိုင်းမှာဒီလိုအောက်တန်းစားမျိုးတွေအာနာလူဖို့ရရင်လောက်ခဲ့တယ်ဆိုတာအဲ့တော့ကျွန်တော်ရှင်းပါတယ်နော်အာနာယူတွေပေါ်လာတယ်မပြောနဲ့ဂျွန်ယူတွေပေါ်တာကိုကျွန်တော်တိုင်းပြည်မှာဂျွန်ယူတွေအင်မတန်ပေါ်တယ်နော်တခင်စိတ်နဲ့ဂျွန်စိတ်ခုနကအဲဝီယက်ပြောမယ်ဟိုဟာ ငပေါက်ငပေါက်ပြောတာဒေါ်လန်းစုကြည်နဲ့တက်ချက်ကိုတခင်စိတ်နဲ့ကျွန်စိတ်ပြောခဲ့တယ်တခင်စိတ်နဲ့ကျွန်စိတ်ဆိုတာတခင်စိတ်ဆိုတာကိုအကြက်ရောက်တာကျွန်စိတ်ဆိုတာတခင်အကြက်ရောက်တာကျွန်တော်တို့ပြည်သူတွေကတခင်စိတ်ဖြစ်ဖို့လိုတယ်ကျွန်တော်တို့အကြက်ကပါတယ်လွတ်လပ်တယ်နော်လူကိုလူလိုဆက်ဆံရမယ်နော်လူခွင့်ရင်အပြည့်ဝရရမယ်အာနာရှိလို့ယာရုရှိလို့လူဘဝနဲ့စနစ်ကိုကျွန်တော်တို့မလိုချင်ဘူးမင်းနဲ့လူငါနဲ့လူငါအပြစ်မလုပ်ထားဘူးမင်းနဲ့အပြစ်မလုပ်တော့မင်းနဲ့ငါဘယ်လိုဆက်ဆံရအောင်မရှိဘူးငါနဲ့မင်းကိုဘယ်လိုဆက်ဆံအောင်မရှိဘူးဆိုတဲ့စနစ်အဲ့ဒါဒီ Federal Democracy စနစ် နော်ကျွန်တော်တို့ဒိုင်းလူညီညွတ်ရဖို့အတွက်ဖက်ဒရယ်ရဖို့လိုတယ်လွတ်လပ်ခွင့်ရှိဖို့အတွက်ဒီမိုကရေစီရှိဖို့လိုတယ်အဲ့ဒါကြီးကျွန်တော်တို့ပြည်သူတိုင်းလူချင်းစနစ်မှာအဲ့ဒီလူချင်းကျွန်တော်တို့အဲ့ဒါကိုတခင်စိတ်မွေးပြီးယူမှရကျုံစိတ်မွေးနေလို့မရဒီမိုကရေစီလူချင်းတယ်ဆိုပြီးတော့ကျုံစိတ်တွင်းနေကျွန်တော်တို့ဘယ်တော့မှဒီမိုကရေစီရမှာမဟုတ်ကျွန်တော်တို့ဒီဒီမိုကရေစီလူချင်းတယ်ဆိုရင်တခင်စိတ်မွေးမှရနာမတာကျွန်တော်ဒီမိုကရေစီရရှိမှာအခုတနက်ခိုင်လိုဟာမျိုးကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုအောက်တန်းစားတွေအများကြီးရှိကျွန်တော်တိုင်းပြည်ကိုကျွန်တော်အခွင့်အရေးရဖို့အတွက်ကြောက်တဲ့ဆွဲချပါမယ်လို့မျိုးတွေတော့မင်းရောမိုင်ရောစကားထည့်ပြောစားအကြောင်းမရှိတော့ တော့လာမယ့်ကျွန်တော်တို့ရွေးကောက်ပွဲအင်မတန်ရည်ကြီးပါတယ်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့လုံမှနဲ့မလုံမှမင်းအောင်နိုင်ဒီရွေးကောက်ပွဲကိုရအောင်လုံမှဖြစ်မှာဘာဖြစ်လို့တုမနိုင်နိုင်ထွက်ပေါက်ကလုံမပိနေအာနာပိန်းသားတဲ့တက်တန်းနေအခါခေါခါတူတယ်ပေါက်ပန်း40ပြောပြီးလုံချင်နေလုံနေတာဘယံမတာဖြစ်နေပြီတူနောက်မှလည်းတူဘလူးမမထောက်ကရှင်းရှင်းပြောရင်ဒီနေ့အချိန်ထိနော်မင်းအောင်နိုင်ကိုတရုတ်နိုင်ငံဟာနိုင်ငံတော်အဆင့်အနေနဲ့လက်မခံသေးဘူးနော်ဒါတော့ကောင်းကောင်းသိဖို့လိုတယ်လက်ခံလားအဲ့ဒီစစ်တမ်းထောက်ခံပါလေအဲ့ဒီမင်းအောင်နိုင်ထောက်ခံပါလေဆိုတဲ့ကောင်းကိုမေးလိုက်မင်းတို့ကိုအားပေးထောက်ခံနေတဲ့ ်နော်လက်ရှိလဲဒီစစ်ကောင်စီတပ်သားတွေကိုမတိုက်ဖို့တရုတ်ကနေဆက်သူ့နေဆက်ကနေမီးမျိုးစုံနဲ့ဖိအားပေးနေတယ်မင်းတို့စစ်တပ်ကိုလည်းကောင်းကောင်းကူညီနေတယ်ဒါပေမဲ့အဲ့လောက်အကူအညီတွေပေးပြီးမင်းတို့အာဏာရအောင်ဝိုင်းလုပ်ပေးနေတဲ့တရုတ်ကဒီနေ့အချိန်ထိမင်းတို့မင်းအောင်နိုင်ခေါင်းဆောင်နဲ့အာဏာတိုင်းအဖွဲ့ကိုနိုင်ငံတော်အဆင့်အနေနဲ့လက်ခံတွစ်ဆုံခဲ့ပြီးပြီလားအဲ့ဒါလည်းပြန်ပြီးလိုက်တာနော်နိုင်ငံရေးနားလည်လို့လည်းထိပါတယ်အဲ့ဒါအဖြစ်ပဲအဲ့လိုလက်ခံလာမှုအတွက်မင်းအောင်ရအလုပ်လုပ်ပြလက်ရှိနေရုရုရှားမှာတွေ့ကြုံကွယ်မှာရှီချင်းဖင်ကမင်းအောင်နဲ့ပြောတဲ့စကားတွေက စိတ်ပြက်နေတဲ့ပုံစံမျိုးနဲ့မင်းသားတွေတော့လုတ်ပေးရမယ်မင်းသားတွေလုတ်ပေးနိုင်မင်းတို့လူရတွဲမယ်ဆိုတဲ့သဘောမျိုးပြောလိုက်တာအဲ့တော့မင်းရောက်နိုင်တဲ့ကောင်းကောင်းတည်တယ်ဟုတ်ကဲ့ပါကျွန်တော်လုတ်ပေးပါမယ်တရုတ်လုပ်ငန်းရှိတယ်အဲတရုတ်အကျိုးမြတ်တယ်နော်ဒါတွေအားလုံးကာဝယ်ပေးမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါတွေကမင်းရောက်နိုင်တဆင့်တတ်နိုင်မှုတွေအဲ့လိုတဆင့်တတ်နိုင်မှုတွေရွေးကောက်ပွဲမှာတူလုတ်ဝင်လုတ်ပါမယ်ဒီရွေးကောက်ပွဲကနေနိုင်ငံတကာကိုပုံရိပ်ပြပြီးတော့ဒီကနေသူ့ရဲ့နိုင်ငံထွက်ပေါက်သွားမှာအဲ့ဒီအတွက်တကောင်စင်းကောက်တယ်ဆိုတာပတ်စံကိုခံပြီးလက်ကားလုပ်ကားခင်ဗျားတို့ကပြောတဲ့ချုပ်တွေကငါတို့ကတော့ဒီလိုကောင်ပြုတ်မထည့်ဘူးနဲ့မင်းမထည့်နိုင်ဘူး မင်းမထက်ပြင်မင်းရဲ့တကောင်ဆင်းရဲ့သူ့စီမှာရောက်တယ်နော်မင်းအိမ်မှာအိတ်နေလို့ရှိပြီးတော့ဟိုမှာမင်းကချစ်ပြီးွားပြီးဖြစ်မှာမပူနဲ့ရွေးတော့ဝဲဆိုတာနာမည်ပဲရှိတယ်နော်လက်ရှိမြောက်ကိုရီးယားတို့ရုရှားတို့ဒီပုံစံတွေတွားနေကြတာနော်ကြည့်အဲ့တော့အဲ့ဒီပုံစံမျိုးလုပ်ပါအဲ့တော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအထူးသဖြင့် IMG တို့တိုင်းနာအီယာဝက်စီဒီ IOCC စတဲ့ဖြစ်ဒီအင်အားစုတွေဘာလုပ်နိုင်မလဲပါစပ်ကနေအာရွေးတော့ဝဲအတိမမပြူစတဲ့ကြမှာအော်နေလို့မပြီးဘူးနော်ဒါဟုတ်ကျွန်တော်တို့ဘက်ကအင်အားစုတွေကောင်းကောင်းကြည့်လို့ပြီးနံပါတ်၁ပြီးသူလက်မခံဘူးပြီးသူလက်မခံတဲ့ရွေးတော့ဝဲကိုကျွန်တော်တို့ကဘယ်လိုပုံစံတိုက်ဖြတ်နိုင်မှာလဲဒါကိုကျွန်တော်တို့ NUCC ကဥဆောင်ပြီးတော့ UNG တိုင်းတိုင်း EOSD အားလုံးကိုတီးတက်ပြီးရွေးကောက်ပွဲကိုကျွန်တော်တို့စန့်ကျင်မဲ့เนาะအင်အားစုတစ်ခုဖြစ်အောင်ကျွန်တော်အကောင်အထည်ပေါ်ပြီးတော့တည်ဆောက်ဖို့လိုအပ်ပါတယ်အချိန်မရှိဘူးမင်းအောင်နိုင်ရအောင်လုပ်ပါမှာအဲ့တော့ဒီရွေးကောက်ပွဲရအောင်ဘာဖြစ်မလဲအတူရောင်ရွေးကောက်ပွဲနဲ့မင်းအောင်နိုင်ကတရားဝင်တဲ့အာဏာကညီတရားဝင်အာဏာရအောင်နိုင်တယ်ကျွန်တော်ပေါ့လို့မရအောင်အဲ့တော့တရားဝင်အာဏာရအောင်နိုင်ဘာဖြစ်မလဲနိုင်ငံတကာအနေနဲ့မင်းအောင်နိုင်ထောက်ခံလိုက်တာနဲ့တစ်ဖက်မှာတော်လှန်ရေးအင်အားစုတွေအော်တိုချောင်းပြီးတော့နိုင်ငံတကာမှာလုပ်နေတဲ့ထောက်ပို့တွေအကုန်ကြီး ကုန်လုံးလုပ်ရတယ်ဒါကအင်မတန်ရည်ကြီးတယ်ဒါကြောင့်မလို့တချို့တည်းကပြောတော့ online အင်အားစုတွေပုံကဘာတွေနိုင်ငံကထောက်ခံတယ်ဘာမှမထောက်ခံတောင်မှနေမင်းတို့ငါတို့အပြစ်မပြောဘူးဆိုတော့အဲ့ဒါကူညီနေပြီလားနော်အခုလက်ရှိကျွန်တော်တို့နိုင်ငံကမှရှိတယ်ရောက်နေတဲ့မြန်မာတွေထောက်ပို့တွေလုပ်နေကြတယ်အဲ့ဒါတွေကနိုင်ငံကလက်ခံထားလို့လုပ်လို့ရတာ။နိုင်ငံကကမင်းတို့တော်နိုင်ကြီးကိုလက်မခံဘူး။မင်းရောက်နိုင်ကိုလက်ခံမယ်ဆိုအဲ့ဒီထောက်ဖို့တွေအော်တိုငိမ့်နေ။ဒါကနိုင်ငံကြီးကိုနားလဲရတယ်တိတယ်။ဒါကြောင့်မလို့နိုင်ငံကက လက်လက်တွေရရပစ္စည်းရငွေရမကူညီတော့မှထိုင်ကြည့်ပေးနေတယ်ကျွန်တော်တို့ကူညီတာအဲ့တော့နိုင်ငံတကာထိုင်ကြည့်ပေးတဲ့ကူညီတဲ့အချိန်မှာကျွန်တော်တို့ကကောင်းကောင်းကျွန်တော်တို့အစွမ်းစားနဲ့လှုပ်လှုပ်ပါမယ်ဟုတ်တယ်အဲ့ဒါမှမယ်ချင်းချင်းဇက်ပွဲနေလို့မရအောင်ဇက်ပွဲအောင်လှုပ်လိုက်ပါအောင်ဆွဲထုတ်လိုက်ကြဒါပွင့်လေးပြောတယ်ကျွန်တော်ကိုယ်လည်းကျွန်တော်တို့ဆွဲထုတ်လိုက်ကြနော်အခုဆိုရင်နော်ဒီ NUG အစိုးရကတိတိဝေဖန်နေတဲ့အဖွဲ့အစည်းတွေအများကြီးတယ်အဲ့ဝေဖန်တဲ့ကောင်ကြီးဘာတွေလုပ်နေမလဲဘာမှမလုပ်ဘာမှမလုပ်ဘဲနဲ့ဝေဖန်နေဆိုတော့ဒီ NUG ကိုမယူဆိုရင်နောက်ထပ် NUG လိုအစားထိုးမဲ့အဖွဲ့ရှိတာဒါဆိုရင်လည်းပြော မရှိဘူးလေမရှိဘူးဆိုရင်ဒါဝက်ကောင်းအောင်ဒီဖေးသတိမရှိတာဒီဖေးပေါက်တော့စောက်ပြထိုင်ပြောနေမှာဆိုပြုတ်ပြီးသေဝဲရှိတာပေါ့ကောင်တို့ဟုတ်တယ်မလားပေါက်နေတဲ့ပေါက်ဘယ်လိုဖားချမလဲဝိုင်းလုပ်ကြပြီရှင်းနေတဲ့ဟာယူတကယ်ပေါက်နေလို့ရှိရင်လေဒါအဖြေပဲဒါကြောင့်မလို့တိုင်းနာခေါင်းဆောင်တွေအနေနဲ့နားလည်ထားမှာကို့ data ကို့အဖွဲ့စည်းတစ်ခုလောက်ကြည့်ပြီးတော့နိုင်ငံရေးကိုရှောက်မှာဆိုရင်ခင်ဗျားတို့ကတက်တက်လုံးလက်နက်ကင်အဖွဲ့ပဲနေရလိမ့်မယ်အေးတခုရှိတယ်ခင်ဗျားတို့ဒီနိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းညာတွောင်းမှာဆိုရင်တော့ခင်ဗျားတို့မဟာမိတ်ကိုကြည့်လိုက်အောင်ဆောက်ကမယ်ဒီအနာရှင်ကိုမြစ်ပြအောင်လုပ်ကမယ်ဒါဆိုရင်ခင်ဗျားတို့ data မှာ federal အုပ်ချုပ်ရေးကိုခင်ဗျားတို့ပိုင်ဆိုင်ခွင့်ရမယ်အဲ့ဒါအရေးကြီးဆုံးပဲ အရင်ခေတ်ကလိုမျိုးကိုဒေတာလက်နက်ကိုင်းနေတဲ့ခေတ်မရှိတော့ဘူးကျွန်တော်ဖက်ဒရယ်စနစ်နဲ့ယူနီစနစ်အတွက်မှဖြစ်တဲ့အတွက်ကိုဒေတာမှာကိုအာဏာရှိအောင်ကိုပြည်သူမှာအာဏာရှိအောင်ပြောင်းလဲရမယ့်အချိန်မှာကျွန်တော်တို့ဘယ်လိုပြောင်းလဲကြမလဲအားလုံးစုပေါင်းအင်အားနဲ့ပဲပြောင်းလဲနိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းတွားမယ်ဆိုရင်တော့ရန်သူကအမက်ယူရလိမ့်မယ်ဒါအဖြစ်အရှင်းဆုံးပဲဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအင်မတန်အရေးကြီးပါတယ်ပါဇက်နဲ့ကန့်ကွက်နေဖို့လည်းမရဘူးကျွန်တော်ခုလိုတက်တက်ခိုင်လို့ကြည့်ပြောတဲ့စကားကြီးဘယ်တော့မှိုက်ရတဲ့စဉ်းစားကြီးဒါလည်းတမိုင်းနေပါသူတို့ကတမိုင်းကတေဝဲပြီကြံပြီးခဲ့တဲ့သူတို့ဒီတော်နိုင်ပြီးတဲ့နေ့အဲ့ဒီဆောက်ကွက်ကြီးဘယ်လိုနေမလဲကြည့်လိုက် အဲ့ဒီနေ့ကိုကျွန်တော်ခက်မြန်ရောက်ခြင်းတယ်နော်ဒီနေ့ဒီချိန်မှာမထိတ်မတိတ်စကားတွေကိုပြောနေတိုင်းပြောပြီးသူစော်ကားနေတယ်စော်ကားခဲ့တဲ့အတန်းစားတွေတော်နိုင်ပြီးရဲ့နေကြရင်ဘယ်လိုပုံစံဖြတ်တန်းကြမလဲအရင်ခေတ်လိုမျိုးစောင့်ကြည့်နော်ရှင်းဆက်ရှင်းလိုမျိုးယူကြည့်အောင်စောင့်ပြီးတော့မရတော့ဘူးနော်တို့ထင်တာတချို့တလေတွေဒီလက်အဲ့လိုဖြစ်နေတယ်မရဘူးနောက်တစ်ခုရှိတာကတက်တက်ခိုင်ပြောပါတယ်အဲဒါနိုင်ငံသမားတွေပြောတဲ့စကားပါကိစ္စုံစွန်းလေးရဲ့နောက်တော့စပွဲမှာအဆုံးသက်တယ်တက်တက်နေစော်လာမှန်တယ်လीဒါနိုင်ငံရေးသမားတိုင်းပြောတဲ့စကားဒါပေမဲ့အဲ့ဒီနိုင်ငံသမားတွေကဘာကြောက်မှုလို့ စကောင်းဆုံးအောင်ပြောတာလက်နက်ကင်တိုက်ပွဲတွေအားလုံးကဇပွဲဝိုင်းမှာအဆုံးတက်တယ်အဲ့ထိပဲမပြောနဲ့ရှစ်ဆက်သွားမင်းတို့အဲ့ဇပွဲဝိုင်းမှာအဆုံးတက်ဖို့အတွက်မင်းကဘယ်နေရာကထိုင်ပြီးဘာစကားကိုပြောမှလဲငါကဘယ်နေရာထိုင်ပြီးဘာစကားကိုပြောမှလဲဆိုတော့အဲ့ဒီတိုက်ပွဲအဆုံးဖြတ်တာအဖြေပြဇပွဲဝိုင်းရအဖြေမဟုတ်ဘူးလက်နက်ကင်လမ်းစဉ်ကိုရှောက်ပြီးသားလူတိုင်းကတိုက်ပွဲအဆုံးဖြတ်ဖို့ပဲအဖြေယူရမှာဇပွဲဝိုင်းကအဖြေမဟုတ်ဘူးတိုက်ပွဲအဆုံးဖြတ်တာနဲ့အဓိက တိုက်ပွဲမှာခမားနိုင်နိုင်ခမားခုံမြင့်မှာနိုင်ရမယ်ခမားကတောင်းဆိုမှုတွေကိုလုပ်ပါဘူးတစ်ဖက်ကလိုက်လုံးမှုကိုလုပ်ပါဘူးအဲ့ဒါအဖြေပဲเนาะဒါကြောင့်မို့လို့ဒီကကြီးပြီးတော့အဲ့ဒီမှပြောချင်တာတော့အဲ့ဒီတက်တက်ခိုင်ဆိုတဲ့เนาะအောက်တန်းစားမကိုပြောချင်တာလက်နဲ့ဒီစွန်လားမစွန်လားတော့မသိဘူးเนาะသူများကိုတော့လက်နဲ့မစွန်ခိုင်းနဲ့နေယူထားတဲ့လင်မောင်းလက်နဲ့တစ်ချောင်းပါလာလို့အရင်ကြည့်အဲ့ဒီလက်နဲ့မှာပါလို့သူများကိုစွန်ခိုင်းအဲ့ PDF ဒီတတ်မှလိုက်လို့ပြေးမယ်နေအတွဲလို့เนาะအဲ့လိုလည်းပြောချင်တယ်တိတာပြည်သူကိုစော်ကားတဲ့လောက်ရမျိုးကအင်ပတန်ကိုရုံညံ့တဲ့လောက်ရမျိုး နိုင်ငံရေးတမားလုပ်ပြီးတော့ပြည်သူကိုဒီလိုပေါက်ပန်း၄၀စော်ကားလိုက်မယ်အာနာရဖို့အတွက်အယူမူလုပ်လိုက်မယ်ဆိုတဲ့လူတွေတက်တန်းမကြပါဘူးအဲ့တော့တက်တက်ခိုင်းရင်တမိုင်းဟာလုံးဝသေပါပါလိမ့်မယ်တိတာမယုံကြည်လိုက်ပါဒီလိုမျိုးလုပ်ချင်ရင်လုပ်လို့ရတဲ့ခေတ်ကုန်သွားပါပြီတော့တက်တက်ခိုင်းတို့ထင်ထားတာအရင်ခေတ်ပုံစံမျိုးပြည်သူကိုမခံသေးသလိုပြီးတော့အာနာရှိတဲ့လူနဲ့ပေါင်းရင်အာနာရမယ်လို့ထင်ထားတဲ့အတွေးခေါ်ကိုတွေးတဲ့အတွက်သူ့အတွေးခေါ်အောင်မြင်ပါစေနော်မအောင်မြင်ခဲ့တဲ့တနေ့ခံနိုင်ရှိပါစေလို့ပဲဆုတောင်းပေးပါတယ် ခက်ဟောင်းတဲ့ရောက်တဲ့ခက်ဟောင်းတဲ့ရောက်တဲ့အသွေးခေါ်နော်ဘောမတိုင်ကနော်ခုချိန်မှာအာနာရနေတော့လေဘာမှတို့တို့ပဲသေးတာနော်နာအနာဂတ်အတွက်နော်လူငယ်တွေအနာဂတ်အတွက်ဘာမှစဉ်းစားတာမဟုတ်တဲ့ကောင်းနေပါဇက်ကနေတော့အဲတိုက်ပြီးကောင်းစားဖို့အတွက်အဲလူငယ်တွေရဲ့အနာဂတ်ကောင်းစားဖို့အတွက်ပါဇက်ကနေတာပြောတာဒီကောင်းနေဘာအနာဂတ်မှမမြင်နိုင်ဘူးတိလားဘာအနာဂတ်အတွက်မှကောင်းကျိုးတွေမစဉ်းစားနိုင်ဘူးမတွင်းနိုင်ဘူးဆိုတာကောင်းကောင်းနားလေဖို့ရည်ကြည့်တယ်เนาะ ဆိုတော့ဟုတ်ပြီเนาะဒီညသတင်းဒီသတင်းတော့ပါပဲเนาะဒီသတင်းတွေပတ်သက်ပြီးမှပြည်သက်ကြော်မင်းတုံးတက်ချက်လေးတွေကို comment မှာရေးပြကြပါဟုတ်ပြီเนาะကျွန်တော်နောက်တဲ့ဒီလေးတွေပြန်ဆုံကြအောင်เนาะโอเค